ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအောင်ဖြစ်နေတယ်ဒီ page online ပြောတော့ query page မှာဘာ strike မှမလာပင်နဲ့ဘာကြောင့် page quality အနေအောင်ထိတာခဲ့ရလဲပြီးလို့ရှိရင် two page မှာတင်ထား content အားလုံးက original content ပဲတင်ထားတယ် copy content နဲ့ပတ်သက်ပြီးဘာတစ်ခုမှမတင်ထားပင်နဲ့ two page မှာ strike မလာပင်နဲ့ page quality အနေအောင်ဖြစ်မှာ page rich english မှာကြာပါခဲ့တယ်ပြီးလို့ရှိရင်အခြားသူတွေကသူ့ရဲ့ page ကို search လုပ်ပြီးရှာလို့ရှိရင်သူ့ page ကပေါ်မလာဘူးပြောတဲ့အတွက်ကြောင့်မို့ဒီ video ခိုင်းမှာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် good new youtube violation ပေါ့နော်ပြောမယ်ဆိုရင်သူ့ page မှာဘာမှ violation မရှိဘူးဆိုမှသူကပြောထားတဲ့အတိုင်းပဲ page quality အနေအထားဖြစ်ပြီး page rich english မှာကြာပြီးမှ search bar မှာလည်း page ကပျောက်နေတဲ့အတွက်ကြောင့်မို့အဓိကအကြောင်းကြီးကိုကျွန်တော်ပြောပြပေးမယ် ဒီ page ကိုကျွန်တော်အသေးစစ်စစ်ဆေးကြည့်တဲ့ချိန်မှာတော့ဒီ page online တင်တဲ့ content တွေက cycle တွေကိုမဲဖောက်ပြီးရောင်းတယ်။မဲနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့်မို့တနည်းအဖြစ်ပြောမယ်ဆိုရင်လိမ်လည်မှုပိုင်းဆိုင်ရာနဲ့ဖြစ်တတ်ပါတယ်ခင်ဗျာနော် Facebook AI ကနေ detect လုပ်လို့ရှိရင်ကိုယ့်ဘက်ကဘလောက်ပဲ man ကနေပါစေဘလောက်ပဲ reality နဲ့အလုပ်လုပ်လို့ Facebook တင်ဖက်ရကြည့်မယ်ဆိုရင်ဒါလိမ်လည်မှုတစ်ဆင့်ဖြစ်ပါတယ်ခင်ဗျာနော်။ဒါပေမဲ့ဒီပေါ်စအတိုင်းတင်လို့ရတဲ့အတီးကအမားကဘလို့အမားမျိုးလဲဆိုကျွန်တော်တစ်ချိန်တော့ပြမယ်။ ဒီ fish owner သူ့ဖုန်းမှာရိုက်ထားတဲ့ဓာတ်ပုံတပုံတည်းဟုတ်ပဲ fish မှာထက်ကတလဲလဲတင်တယ် fish မှာတင်ပြီးသွားတဲ့ဓာတ်ပုံကိုပဲတင်ပြီးမှနောက်တစ်ချိန်နောက်တစ်ချိန်တင်ပြီးသွားတဲ့ခါမှာအဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး three use content ဖြစ်ပြီးမှ fish quality အနေအထားဖြစ်သွားခဲ့တယ်နောက်တစ်ခုကျတော့ဒီ fish owner တင်ထားတဲ့ဒီလိုစာသားအများကြီးပေါ့နော်စာသားအရှိသူ့မဲနဲ့ပတ်သက်တဲ့စာသားအရှိကိုသူ့ fish မှာတစ်ခေါက်တင်ထားတဲ့စာသားကိုနောက်တစ်ချိန်ဒီစာကိုပဲပြန်မှအလွယ်တကူ copy ကူးပြီးမှသူ့ fish မှာ post အစ်တင်တဲ့ခါမှာဒီ copy ကူး copy ကုတဲ့စာကိုပြန်ပြီးမှ page လုပ်ပြီးမှတွားတဲ့ခါမှာ စာသားနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့ဒီတက်ပုံတပုံတဲ့ဟောပဲထက်ခါတလဲလဲသုံးတဲ့အတွက်ကြောင့်မို့ဒီတက်ပုံနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ osa နဲ့ပတ်သက်ပြီးလုံအောင်သုံးလို့မရပါဘူးကျွန်တော် page မှာ ုံတပုံတင်လိုက်တယ်ထားလိုက်ပါတော့ကျွန်တော်ဖုန်းနဲ့ဓာတ်ပုံတပုံရက်လိုက်တယ်အဲ့ဓာတ်ပုံကျွန်တော် page မှာတင်လိုက်တဲ့ဆိုရင်နောက်တစ်ချိန်ပြန်တင်နေဆိုရင်အတက်ပြန်ဓာတ်ပုံရက်ပြီးတင်သွားရမယ်အဲ့ဒီရိုက်ထားပြီးတဲ့ဓာတ်ပုံပြန်သွားတင်မယ်ဆိုရင် sim to sim data ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ straight လေးတွေဖြစ်တဲ့ straight မလိုက်တော့မှပဲကျွန်တော် page ကအနီအောင်ဖြစ်သွားခဲ့ပါတယ် wish english မြင်ကြတဲ့အဲ့လိုမျိုးတင်လို့မရအောင်အကယ်လို့ကျွန်တော်ဒီဓာတ်ပုံတပုံထဲကိုပဲအတက်ရိုက်ဖို့အခက်အခဲဖြစ်တယ်ဒီတင်ပြီးသွားတဲ့ဓာတ်ပုံကိုပြန်တင်ချင်တဲ့ဆိုရင်ဘလို edit လုပ်ပြီးတင်သွားရမယ်ဆိုပြီး video ရဲ့နောက်ဆုံးသားလေး မှာကျွန်တော်ပြောပြရှင်းပြပေးမယ်။နောက်တစ်ခုကဒီ page owner တင်ထားတဲ့ debt ပုံလေး video တွေကိုသူကိုယ်တိုင် like လုပ်တယ်၊သူကိုယ်တိုင် sharing လုပ်တယ်၊ group ပေါင်းများစွာမှာ tag ကတည်းလဲ sharing လုပ်တဲ့အတွက်ကြောင့်မို့ sharing လုပ်တာကိစ္စမရှိဘူး sharing လုပ်တော့ရတယ်။ဒါပေမဲ့ကြာလာလို့ရှိရင်သူက violation ဖြစ်ပြီးမှ page quality အနေအထားဖြစ်တဲ့ bar strike မှမလာဘဲနဲ့ pitch quality အနေအားဖြစ်တဲ့ဒီ facial signature ချိုးဖောက်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ပေါ့နော်တချို့ကြောင့်မီးတယ်ကျွန်တော်တို့ post အောင်မှာ like ရှိတယ် comment ရှိတယ် but ဒီ share ဆိုတဲ့ potential ဒီဥစ္စာကျွန်တော်ကိုယ် like လုပ်လို့မရအောင်လားဆိုဒီဥစ္စာတွေကကျွန်တော် pitch မှာရှိတဲ့ audience တွေကျွန်တော် pitch မှာရှိတဲ့ follower တွေသူတို့ကြိုက်နေတတ်တဲ့ဆိုရင်သူတို့က like လုပ်တယ်သူတို့အရန်ကြိုက်တဲ့ဆိုရင်သူတို့ရဲ့ group မှာသူတို့ရဲ့ facebook account တွေမှာ sharing လုပ်ပြီးသွားတယ်အဲ့ဒါကြောင့်ကိစ္စမရှိဘူးဒါပေမဲ့ page owner ကိုတိုင်း sharing လုပ်သွားတယ် like လုပ်သွားတယ် tag ခါတလဲလဲလုပ်သွားခဲ့တဲ့ဆိုရင်ကြာလို့ရှိရင် page က rich english မှာအင်္ဂလိပ်ကြမယ် rich english မှာကြာတာပါမှာ tag ပြီးမှ sharing လုပ်တယ်တက်ပြီးမှ reuse တက်ပုံတွေ reuse စာသားတွေ တင်နေဆိုလို့ရှိရင်တော့ကျွန်တော် page ကအခုလိုအတိုင်း bar structure မလာဘဲနဲ့ page quality အနေအဖြစ်တဲ့ဒီ host နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူးဒီ page မှာရှိနေတဲ့အမှားဖြစ်နေတဲ့အမှား sharing လုပ်ထားအောင်ဆံနဲ့ပတ်သက်ပြီးစာသားတွေကို reuse လုပ်ထားအောင်ဆံနဲ့ပတ်သက်ပြီးတက်ပုံတွေကိုထက်ခါတလဲလဲသုံးထားအောင်ဆံနဲ့ပတ်သက်ပြီးကျွန်တော်ဖက်ကအားလုံးဖြတ်ပြီးတော့ဒီ page owner အားလုံးပြောပြရှင်းပြခြင်းမှာကျွန်တော်ပြောတဲ့အတိုင်းလိုက်နိုင်ပြီးတင်ထားတာပေါ့နော်ဟုတ်ပြီဒီ host နဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီးဆိုရင်ကျွန်တော်ဒီတက်ပုံတပုံထဲကိုပဲကျွန်တော် page မှာထက်ခါတလဲလဲသုံးတော့ရမယ်တက်ပုံအသေးရိုက်ဖို့လည်းအချက်ချက် ဖြစ်တယ်ဆိုရင်အဲ့ဒီ debug ကျွန်တော်တစ်ချက် download ဆွဲလိုက်ပါ download ဆွဲပြီးစင်ကျွန်တော် defect တစ်ချက်လာပြီးမှ canva software ကျွန်တော်တစ်ချက်သွားရပါမယ်ဒီ canva software ကျွန်တော် play store app store မှာ alloy တကူရှာယူလို့ရပါတယ်အဲ့လိုတကူရှာပြီးမှ download ဆွဲလိုက်ပါ pc laptop တမားရော search bar မှာ canva.com ဆိုပြီးရိုက်ထည့်လိုက်ဆိုဒီပုံစံပေါ်လာမယ်ဒီပုံစံပေါ်လာခဲ့ပြီဆိုကျွန်တော်ဒီဖက်မှာဆိုရင် customer design ဆိုရှိရပါတော့ဒီဥစားတစ်ချက်နေပြီးတော်လိုက်ပါမယ်ကျွန်တော်ဒီမှာ site ရွေးဖို့ဆိုရင်ကျွန်တော်အခုန download ဆိုတဲ့ debt ပုံကဘယ် site ဖြစ်လဲအဲ့တော့တစ်ချက်ပတ်ကြည့်မယ်ပုံမှန်အဖြစ်တော့10 80 10 80က normal site quality site ဖြစ်တဲ့ဒါပေမဲ့ဒီ page မှာတင်ထားတဲ့ debt ပုံရဲ့ site ကိုအလွယ်တကူတွားကြည့်ဖို့ဆိုရင်တော့ကျွန်တော် download ဆွဲလိုက် debt ပုံတပုံပတ်ကြည့်မယ် ဒီမှာဘုန်းကျွန်တော်အခုနောက်တော့ download ဆွဲလာဆိုဒီ tab point site ကဒီနားမှာတွေ့လာမသိဘူးနော်ဒီလိုလေးထောက်လိုက်မယ်ဆိုရင်ဘိန်းနားလေးမှာအမှ1443 1920ဆိုပြီးပေါ်တယ်အဲ့အတွက်ကျွန်တော်ဒီဘက်မှာ1443ဒီဘက်မှာ ကို90ဆိုပြီးရိုက်လိုက်မယ်ဆိုဒီဖုန်းက create design ဆိုနေပြီးတော်လိုက်ပါနော်ဒါကြတော့ကျွန်တော်တေချာလေးပြတဲ့အတွက်အချိန်အနည်းငယ်ကြာနိုင်တယ်လူကြီးမင်းတို့ဒီဥစားတစ်ခေါက်နှစ်ခေါက် train လုပ်ပြီးဆိုရင်တော့တပ်ပွန်တပွန်ကို second ပိုင်းအတွင်းမှာ edit လုပ်သွားလို့ရပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီမှာတပ်ပွန်သွားယူမယ်ဆိုရင်ဒီ effort file ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ download ဆွဲလိုက်တပ်ပွန်တစ်ချက်ယူမယ်တပ်ပုံ YouTube မှာတပ်ပုံရောက်လာခဲ့ပြီဆိုဒီတပ်ပုံကျွန်တော်တစ်ချက် page လုပ်လိုက်မယ်ဆိုရင်ဒီတပ်ပုံ site က quality ဖြစ်ပြီးသွားမယ်ခင်ဗျာနော် အကယ်လို့ကျွန်တော်တို့တက်ပုံမှာအခက်အခဲဖြစ်တဲ့ဆိုကျွန်တော်ဒီလိုမျိုး crop ပါညာလောက်ဆောင်သွားပြီးမှဒီလိုလေးကျွန်တော်ချဲ့ပြီးသွားလို့လည်းရပါတယ်ခင်ဗျာနော်ပြီးတော့ရှင်တယောက်ပတ်တီလောက်ပြီးသွားပါ ဒီလိုရှိရင်ကျွန်တော်တပ်ပုံအယောင်လေးဘာညာနည်းနည်းဟိုတာဖြစ်တဲ့အစဉ်ကျွန်တော်ဒီဘက်က edit တစ်ချက်နေပြီးမှကျွန်တော်ဒီမှာတပ်ပုံကျွန်တော်ကိုပိုတိုင်းရွေးချယ်သွားလို့ရပါတယ်ခင်ဗျာအလင်းရလိုချင်တဲ့အတိုးလိုအတိုးလိုချင်တဲ့ဒါကြောင့် free software နဲ့ဖြစ်ပါတယ်အဲကဲလို့ကျွန်တော် background ဘာညာဖြောင်းမယ်ဒီမှာ bg remover ဆိုပြီးရှိရဒီဥစ္စာတစ်ချက်ထောင်းလိုက်မယ်ဆိုဒီအနောက်က background ပြောင်းမှာကိုက background တည်တံ့ပြန်ထည့်လို့ရတယ်ဒါကြောင့်နမူနဲ့အနေနဲ့ကျွန်တော်ပြတာဖြစ်တယ်ပြီးလို့ရှိရင်ဒီတပ်ပုံမှာကျွန်တော် watermark အနေနဲ့ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်ရဲ့ page ရဲ့နာမည်လေးတစ်ချက်ထည့်သွားမယ် page ရဲ့ logo ထည့်လိုက်ရတယ် page name မယ်ထည့်လိုက်ရတယ်အဲ့လိုမျိုး page name page logo ထည့်ထားဆိုရင်သူများတွေကအလွယ်တကူ download ဆွဲပြီးမှယူသုံးလို့မရပါဘူးခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီနေရာမှာစာသားဆိုရင်ဒီဘက်မှာ test ဆုရှိတယ်ဒီမှာကိုကြိုက်တဲ့ဥစ္စာထည့်တော်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီကနေ page လုပ်ပြီးမှအလွယ်တကူသွားလိုက်မယ်ဒီမှာပေါ့နော်အခုနစာသားလေးကိုကျွန်တော်နည်းနည်းစာသားချက်လိုက်မယ်စာသားချက်လိုက်ပြီးဆိုဒီပုံမှာအဖြူအောင်လို့ပေါ့ဒီအဖြူအောင်ကိုကျွန်တော်အယောင်လေးအမျိုးမျိုးပြောင်းလဲသွားလို့ရတယ်ပြီးလို့ရှိရင်ဒီစာသားရဲ့ knock and background တစ်ခုခုထည့်မယ်အတွက်ကြောင့်မို့စာသား background တစ်ခုထည့်လိုက်ပါမယ် ဒီပုံစံလေးပေါ့နော်ဒီစာတော့ကျွန်တော်ကြိုက်တဲ့နေရာရှိတော့လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနားလေးမှထားပြီးမှဒီဥစာကျွန်တော် edit လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့တွဲကျွန်တော်ဒီဥစာကို crop လုပ်မယ်ဒီနောက်ခံ background ကအနီအောင်လေးထည့်လိုက်ပို့ပြီးအဆင်ပြေမယ်နေမယ်ဟုတ်ကဲ့အနီအောင်ထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီဥစာနည်းနည်းလေး crop လုပ်ပြီးမှ site ကိုတိလုပ်မယ်ဒီဒီ down layer လေး down ဖြစ်နေတဲ့အတွက်ကြောင့်ဒီ down ကိုကျွန်တော်နည်းနည်းလုံပြီးသွားလိုက်မယ်လုံပြီးသွားခဲ့ပြီးစအပေါ်မှာ corner လေးတစ်ခုထည့်မယ်တကယ်လို့ဒီဥစာတစ်ချက်နေမှဒီမြင်းကြောင်တစ်ချက်နေမယ် ီလို့ရှိရင်တော့ဒီဥစ္စာကိုကျတော့ကျွန်တော်အစင်းအောင်ပြောင်းလိုက်အစင်းအောင်ပြောင်းပြီးမှဒီဥစ္စာစိုက်နေတဲ့ကြီးအောင်တော့မှတွေ့လည်းမသိနိုင်မှာနော်ဒီပုံစံလေးဖြစ်မဲ့ကိုလိုချင်တဲ့ပုံစံမျိုးရွေးပြီးတွက်လိုက်ပါဒီပေါ်စားအတိုင်းပြီးတော့ခဲ့ပြီဆိုဒီဥစ္စာ download server အကယ်လို့ဒီဥစ္စာဒီနားထားတာအဆင်မပြေဘူးဆို download လေးမထားမယ်ဆို download လေးမထားပြီးမှဒီဥစ္စာဒီလိုသွားမယ်ဆိုရင် အဲဒါဆိုရင် quality ဖြစ်တော့ check ပြီးဆိုကျွန်တော်ဒီ pack ကနေ download ဆိုမှ share တစ်ချက်နေမြင်ပြီးလို့ရှိရင်ကျွန်တော်ဒီ download option တစ်ချက်နေပြီးမှဆိုကျွန်တော်ဒီမှာ download option ပေါ်မှာ deals တစ်ချက်နေပြီးဆိုကျွန်တော်တို့ download ဆွဲပြီးမှသွားလိမ့်မယ်အဲ့လိုမျိုး download ဆွဲလို့ပြီးတော့ check ပြီးဆိုရင်တော့ကျွန်တော်တို့ page မှာတင်တော်လို့ရပါတယ်ခင်ဗျာနောက်တစ်ချိန်ပြန်တင်ချင်တယ်ဆိုရင်ကျွန်တော်ဒီ edit လုပ်ထားတဲ့ပုံ automatic save ဖြစ်ပြီးကျန်တယ်ဘယ်လိုမှတစ်ချက်ပြမယ်ကျွန်တော်ဆို automatic ဒီမှာ save ဖြစ်ပြီးကျန်နေရဆိုလို့ရှိရင်တော့ကျွန်တော်ဒီဒီဥစ္စာလေးကိုပဲပြန်မယ်ဒီစာသားလေးကိုပဲပြန်မှာ အ ਨੇ ကျင်းနေနေရရွှေ့ပြီးမှဒီလိုလေးပြန်ထည့်မယ်ဒါမှမဟုတ်ကိုကြိုက်တဲ့လူကိုထည့်မယ်ဒါမှမဟုတ်ကိုရဲ့ဖုန်းနံပါတ်လေးစာပိုင်းနဲ့ထည့်ပြီးမှ download ဆက်ပြီးပြန်တင်သွားမယ်ဆိုရင်စက္ကန့်ပိုင်းအတွင်းမှာလုံဆောင်တော်လို့ရပါတယ်အဲ့ဒီပုံစံအတိုင်းလုပ်မယ်ဆိုရင်တပ်ပုံ reuse content နဲ့လုံးဝ looking ပါတယ်အကယ်လို့ကျွန်တော်တို့ကိုဗန်တပ်ပုံမဟုတ်ဘဲအခြား social media တပ်ပုံတွေသူများ page ကသူများ facebook account တပ်ပုံတွေလည်းထုံးနည်း၎င်းအတိုင်းပဲကျွန်တော်ပြတဲ့အတိုင်း edit လုပ်ပြီးသွားမယ်ဆိုရင်တော့100%ရတယ်ခင်ဗျာနော် နောက်တစ်ခုကကျွန်တော်ဒီစာသားနဲ့ပတ်သက်ပြီးဒီ page owner ကျတော့ဒီသူ page ပထမတစ်ခေါက်တင်တဲ့စာသားတွေအလွယ်တကူဒီလိုမျိုး copy ကူးတယ်ပြီးလို့ရှိရင်နောက်တစ်ချိန် post တင်တဲ့အခါမှာဒီစာသားကို page လုပ်ပြီးထည့်လိုက်တဲ့အချိန်မှာသူကစာသားနဲ့ပတ်သက်ပြီး copyright ဖြစ်သွားခဲ့တယ် reuse content ဖြစ်တယ်အဲ့လိုမျိုး reuse content မလာအောင်ကျွန်တော်ဘယ်လိုလုပ်ပြီးသွားမလဲဆိုကျွန်တော်ဒီလိုမျိုး note page ရဲ့ဒီလိုမျိုးဒီမှာတစ်ချက်ပြပေးမှာပေါ့နော်ကျွန်တော်ဒီလိုမျိုးဒီလိုမျိုး note page ဆိုရှိရကျွန်တော်ဖုန်းမှာလည်းရှိရ laptop မှာလည်းရှိရ The notepad theme. ကိုကိုတိုင်ရေးပြီး save လို့ရပါမယ်။ DNA copy copy ဒီမှာလာပြီး save လို့လို့မရပါဘူး။ဒီဥစ္စာမှာကိုကိုတိုင်ရေးပြီးမှ save လို့ထားပါ။ save လို့ပြီးပြီဆိုရင်တော့ကျွန်တော် page မှာ post အတိတ်အတိတ်တင်တဲ့အခေါက်တိုင်းဒီစာသားတွေ copy copy မှာ page လို့တော်လို့ရတယ်။ tag ကတလဲလဲဒီ notepad ထဲကစာသားတွေကို copy copy မှာ page လို့ပြီးတင်တော့မယ်ဆိုရင်ကိစ္စမရှိဘူး။ reuse content 100% looking ပါလေ။အတိတ်ကဆိုလို့ရင်အကြောင်းကြီးကကျွန်တော် page မှာတင်ထားစာသားတွေကိုဒီလိုမျိုး copy copy tag ကတလဲလဲပြန်တင်တော့မယ်ဆိုရင် reuse content fever first content ဖြစ်ပြီးမှ page က page quality အနီရောင်ဖြစ်သွားခဲ့ပါတယ်တချို့စင် page ကပြတ်သွားခွင့်နဲ့ဘာမှ virus ရှင်းမလာဘူးဘာမှ strain မလာဘူးပေါ့နော်ဒီ user နဲ့ပတ်သက်ပြီးဒီ page owner လည်းနားလေသဘောပေါက်နေတယ်မြဲ page မှာဘာကြောင့် strain မလာပဲနဲ့ page quality အနီရောင်ဖြစ်ပြီး rich english မှာကြာသွားခဲ့လဲဆိုတော့အကြောင်းနဲ့ပတ်သက်အသေးစိတ်ကျွန်တော်ပြောပြပေးတယ်ပြီးလို့ရှိရင် reuse content နဲ့ looking အောင်လည်းဘလို့တင်သွားရမယ်အလွယ်ကူဆုံးနည်းလမ်းနဲ့ဘလို့တင်သွားရမယ် copy တက်ပုံလည်းဘလို့ edit သွားရဲဆိုပြီးမှ ကျွန်တော်အားလုံးပြပြရှင်းပြပေးတဲ့အစကမို့ဒီ page owner လည်းနားလေသဘောပေါက်မှာပါပထမတော့ဒီ page owner service ချင်း service add-on ဆိုရင်ဒီနေရာမှာ not recommendation ဆိုပြီးပေါ်တယ်ဒီ page ကိုကျွန်တော်ပြုပြင်ပြီး request debut တင်ပြီးရပ်ပိုင်းအတွင်းမှာပဲဒီဥစ္စာပြန်မှ enable ဖြစ်ပြီးလာတဲ့ page မှာ post တင်ပြီးတွားတဲ့ချိန် rich englishman ကောင်းကောင်းဖြစ်လာတယ်ပြီးလို့ရှိရင် page is recommendation enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ page မှာ တင်လိုက်တဲ့ post content ရဲ့ deep fish မှာရှိတဲ့ follower အားလုံးရှင် notification ရောက်စေတယ် deep fish နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့လေ deep fish မှာတင်လိုက် content နဲ့ related ရှိတဲ့လူတွေကို facebook က automatic ပို့ပေးတဲ့အတွက်ကြောင့် follower အစ်စ်တွေတိုးပြီးလာမယ် like အစ်စ်တွေတိုးပြီးလာမယ် customer အစ်စ်တွေတိုးပြီးလာမယ်အတွက်ကြောင့် page ရဲ့ performance ပို့ပြီးမှကောင်းပါတယ် deep fish ကိုနောက်ထပ်ဒီချိန်ကျွန်တော်ဖက်ကနေ affiliate တင်ဖို့ကြံသေးတယ် request debut တင်ဖို့ကြံသေးတယ်အဲ့ဒီဥစား process ပြီးတော့ခဲ့ပြီဆိုရင်ရပ်ပိုင်းအတွင်းမှာ page ကစင်တော့ခင်မယ်အဲ့အတွက်ကျွန်တော်မှာချက်ပြပြီးမယ်ခင်ဗျာနော် deep fish ကကျွန်တော် sub service အထားအဥစားဒီမှာဆိုရင်ဒီ page ကလည်း copyright 6ကျင်ခီးပြီးမှ page suspended ဖြစ်ခံနေတဲ့အချိန်မှာကျွန်တော်တို့ service line edit ချင်မှာကျွန်တော်ဘက်ကနေ page ကိုအမြန်ဆုံးစစ်ဆေးပြီးမှဖြစ်နေတဲ့အမားတွေကို fair ရှာပြီး pitch owner လဲ pitch နဲ့ပတ်သက်ပြီးရှောင်းလဲဆောင်းနဲ့ပတ်သက်ပြီး pitch owner ဘက်ကဘလို့အမားမျိုးတင်ခိုင်းတဲ့အတွက်ကြောင့် deposit ဖြစ်သွားခဲ့တဲ့ဆိုမှ pitch owner ပြောပြရှင်းပြပြီးမှ line နိုင်ရမစီကန်းချက်တွေပြောပြပြီးမှ pitch ကို afield ဘာညာတင်ပစ်လိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ pitch ကစင်းသွားခဲ့တယ် pitch စင်းသွားခဲ့မှဒီမှာတစ်ချက်ကြည့်မှာ pitch is recommended anniversary ဖြစ်လာတယ်ပထမတော့ဒီဥစ္စာလေ register ဖြစ်နေဥစ္စာလေအခုစမော်ရရှင် annual ဖြစ်ပြီးလာတဲ့အတွက်ကြောင့်မို့ page က performance တော်တော်လေး count တော့ခဲ့တယ်ယုံကြည်ပြီး subscribe တွေဒီ page owner ကလည်းကျေးဇူးအများကြီးတင်ပါတယ် ဒီ page ကလည်းပြန်စိမ့်တော့ခဲ့ပြီးစိမ့်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ second show ရည်ပြီးမှကျွန်တော်တင်ပြီးတော့ပါမယ်ဒီနေ့ဒီ brand deal ပဲအားလုံးကျွန်တော်ကြည်စည်မှာတဲ့